နော်ဇော်မဲလုံးကတော့ငိုတန်တော့ပါတာပေါ့ဗျာဒါပေမဲ့တည့်ရမှာစားရှိရင်တော့ကုဘကတာကိုခုခံပေါ့အခုကဒီငိုတန်ကြီးနဲ့ဒီ TNL ကိုသွားပြီးတော့ပြန်ကူညီတောင်းရတာကြောလဲရှက်ဖို့ကောင်းပါတယ်အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ဘိုးကုံးမျိုးကိုဒီဂျမစတက်ဒီကိုပြန်ပေးလိုက်ရတဲ့အပေါ်မှာဒီဘူကျောက်တာဖုံးကျော်ကနင်နာသူတွေကိုတောင်းပန်ပေမဲ့နော်ဆဲဆိုသူတွေကိုလည်းနာနာပြီးဆဲကြဖို့ပြောလိုက်တဲ့အပေါ်မှာကျွန်တော်အမြင်တွေကိုပြောသွားမှာဖြစ်ပါတယ် ဒီစည်ရေးမှာဆိုရင်တော့ဒီခေါင်းဆောင်ပိုင်းအနေနဲ့ပါဝင်တဲ့သူတွေပဲအတိဆုံးဖြစ်မှာပေါ့ဗျာနော်ကျွန်တော်တို့ပြည်သူတွေအနေနဲ့တကယ်အပြစ်တင်တာမျိုးတစ်ဖက်သက်အပြစ်တင်တာမျိုးမလုပ်သင့်ပါဘူးဒေသအခက်အခဲတွေရောဒီအဖွဲ့အစည်းအခက်အခဲဆိုတာရောဒီနေရာတိုင်းမှာတော့ရှိတယ်ပေါ့ဗျာဒါပေမဲ့ပြည်သူကိုချမရဟိုချပြလို့ပြည်သူကိုချပြလို့မရတဲ့အကြောင်းတရားတွေလည်းရှိမယ်ဟာပြည်သူကလည်းအပြစ်တင်မစောစေချင်ပါဘူးဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပေါ့ဗျာဒါတော့ ဘုရုတ်တာဖုံးကျော်ပြောသွားတဲ့စကားတွေကိုကျွန်တော်ဆက်ပြောပြပါမယ်။ပထမဆုံးတကယ်ပေးဆက်နင်းနာသူတွေကိုတောင်းပန်ခြင်းပါလေ။ဒင်းနေလှိုင်းလေလေလေနာကျင်ရတာမို့အနုညံ့တောင်းပန်ပါလေ။တောင်းနိုင်ငံရေးရဲ့ဘန်းနံတစ်ခုကမိုးကုတ်မြို့ကိုတောင်းပြီနေတဲ့ပြန်ပါအောင်ကြိုးပမ်းရေးဖြစ်တယ်။ရှေးရခေနှစ်ပေါင်းထောင်ကြီးကလေးကတောင်းလူမျိုးတို့တည်လာတဲ့မိုးကုတ်ဟာတောင်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ယူမှန်းထားပါတယ်။အခုတော့လက်ထဲရောက်တဲ့ကိတ်မုတ်ကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ်။ ဓမ္မကုံသေးရင်တော့ကြိုးစားသူအတွက်ရလက်ရှိသမြဲပါလို့ယုံကြည်ပါတယ်လို့ဘုရုပ်သာဖုံးကျော်ကပြောခဲ့ပါတယ်ဒီစကားကိုပြန်ပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုရင်သူတို့ကိုယ်တိုင်လည်းပြေးကျင်ခဲ့တာမဟုတ်ဘူးဒီမျိုးကိုသူတို့ဒီတောင်းလူမျိုးရဲ့ပန်းနိုင်တစ်ခုလိုမျိုးကိုသူတို့ဒီဒီမန်းထားပြီးတော့တိုက်ခဲ့တာဖြစ်တယ်ပေါ့လွယ်လွယ်နဲ့တော့ဘယ်ပြေးကျင်ပါမလဲလို့သုံးသပ်မိပါတယ်ပြီးတော့ဆက်ပြီးတော့ဖတ်ပြပါမယ်မုကုံးနဲ့မုံမိတ်တို့ကိုဒီစစ်တပ်ထံကိုပြန်ပေးရတဲ့အတွက်ကြောင့်သစ္စာဖောက်လို့ပြောနေသူများကို ေချာပြန်လဲသုံးသက်စေခြင်းကြောင့်မြို့ဒေါ်လာရေးမှာ10နှစ်ကျော်တိဆောက်ခဲ့တဲ့ရင်းမြစ်များနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်းလက်သုံးချောင်းထောင်သူများကိုဓာစဉ်တန်ထောင်ကြီးပိုင်းတွေးမွေးမြင့်တင်ပေးခဲ့ကြောင်း3နှစ်နဲ့4နှစ်ကာလအတွင်းမှာအင်အားထောင်ချီပေးဆက်အရင်းပြုပေးခဲ့ကြောင်းလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့ကြောင်းအနာရှင်နေရန်ကိုခေါင်းနဲ့ဝင်တိုက်၍ဥပေါင်းမှာတေမလောက်သွေးချင်းနေရနေကြောင်းဗမာများကဒီတေးခေါ်သဖြင့် အချိန်နဲ့နော်မိရာအချိန်နဲ့တိုက်ဖို့ကြိုးပမ်းခဲ့ရကြောင်းပြောခဲ့ပါတယ်ဒီစကားတွေကိုပြန်ပြီးတော့အနှစ်ချုပ်ပြန်သုံးသပ်ရမယ်ဆိုရင်ဒီတော်လန်ရေးမှာဖက်ဖက်ပါဝင်ကူညီခဲ့တာကိုလည်းသူတို့ပြန်ပြောတယ်ပေါ့နော်အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကတစ္ဆက်ဖောက်လို့တော့မစွတ်စွဲတင်ဘူးဒီစကားကိုပြန်ပြီးတော့အနှစ်ချုပ်ပြန်ပြောရရင်ဒီဗိုလ်ချုပ်တာဖုံးကျော်ကသူပြောခဲ့တာနော်ဒီတော်လန်ရေးကာလမှာသူတို့နှစ်နှစ်လာလာတိစောက်ခဲ့တဲ့ယာရီနဲ့နော်ပံ့ပိုးကူညီပေးခဲ့တယ်ဒီ CDN တွေ အခြားသောဒီတက်ကြွလှောက်ရှားသူတွေကိုလည်းသူတို့ကျွေးမွေးတောက်လျှောက်ပေးခဲ့တယ်ပေါ့ဒီလက်နက်ပိုင်းနဲ့ခံရမှာလည်းသူတို့တိုက်ခိုက်ခဲ့တဲ့အချိန်မှာသူတို့ကျွေးတွေများစွာတင်ခဲ့တယ်အဲ့ဒီအချိန်ထိကူညီပေးတဲ့အတွက်ကြောင့်သူတို့ကိုသစ္စာဖောက်လို့မပြောစေချင်ဘူးပေါ့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ဒီပြည်နယ်လေရဲ့အခုအခြေအနေရအခြေအနေပေါ်မှာဝေဖန်နေတဲ့လူတွေရှိပေမဲ့ဒီသစ္စာဖောက်ဆိုတဲ့စကလုံးတော့မသုံးစေချင်ပါဘူးနော်အဲသူတို့လည်းအများကြီးကူညီပေးခဲ့တာဆိုတော့နောက်ပြီးတော့သူတို့ပြောတာအရှင်းဆုံးကတော့နော်ဒီငါတို့ ဟိုရသလောက်အကူအညီပေးခဲ့တယ်ငါတို့တိုက်ခဲ့တယ်ဒါပေမဲ့ငါတို့လက်ရှိအချိန်ဒီမှာငါတို့မှာအကျွေးတွေလည်းညားနေပြီမြို့လည်းနားနေပြီလူတို့လည်းနားနေပြီပေါ့ဗျာဒီဟိုငါတို့တိုက်ခဲ့တဲ့အချိန်တုန်းကလည်းဟိုပါဝင်မှုအခြားသောဒီအခြားသောအဖွဲ့တွေပေါ့တော်လိုင်းအဖွဲ့တွေရဲ့ပါဝင်မှုကအားနည်းခဲ့တယ်ဆိုပြီးတော့သူပြောကျင်တယ်လို့ပဲကျွန်တော်ကသုံးသပ်မိပါတယ်တက်ပြီးတော့ပြောပြရရင်တကယ်တကယ်တက်တုံညာနှစ်ခွန်လောက်တော့ဘယ်ဒီဒေးကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်စွာနော် ဟိုဂျွားရီအိမ်တွေလေရင်ဘုံတံတင်ကြရတယ်။ရင်ဘတ်တွေတဖျံဖျံကွဲအသေးနှလုံးတွေငါချင်ရပါတယ်။ဒီမရှိဘတ်ဂျက်မရှိ သေးစရာလူသူနဲလာတော့မိုးကုတ်မိုးမိန်နဲ့ညှိပြီးတော့ပြည့်ရရတယ်။ဘွဲကမပြီးသေးပါဘူးဒါပေမဲ့အစဲတွေကစုံလုံးလာတယ်။မင်းတို့ကိုကျွေးမွေးခဲ့လို့လူဖြစ်လာတဲ့သူတွေမိုးကုတ်မျိုးကိုပြန်သိမ်းတာရင်ကျင်စမ်းပါတယ်။တို့ကိုဆဲလို့မောရင်ဖြစ်ဖြစ်နာနာပြီးတော့ဆဲပြီးတော့ဆရာနာရှင်ကိုလည်း နာနာပြီးတော့တိုက်ပါလေလို့ social media မှာဖြေသားခဲ့တာကိုတွေ့ရပါတယ်။အဲဒီစကားတွေအားလုံးကိုပြောရမယ်ဆိုရင်သူရေးခဲ့တဲ့စာထဲမှာပွဲမပီးသေးဘူးအစဲတွေကစုံနေပြီပေါ့နော်။ဒီတော့ငါတို့ဒီရလက်နဲ့စုံတက်သွားတာကိုလက်ခံမှာမဟုတ်ဘူးလို့ပြောတယ်။ပြောတယ်လို့မြင်ပါတယ်။ငါတို့ကုညီပေးခဲ့တဲ့နော်ဒီ TNLA ကုညီပေးခဲ့တဲ့ဒီဒေါ်လာရေးတစ်ဖွဲ့တွေစူးစမ်းပြီးတော့လောက်ကင်တွေလောက်ရက်တွေကိုလည်းငါတို့မျှော်နေတယ်ဆိုတဲ့ဟာမျိုးကိုလည်းမြင်ရတယ်။နော်နောက်တစ်ခုက ထပ်ပြောရမယ်ဆိုရင်ဒီ detail ခေါ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဟိုလက်တွေ့မှာဘယ်သူမှပါမလာဘူးလို့သူရေးထားတာတွေ့ရတယ်။ဒီတော့ဟိုရှင်းရှင်းပြောရမယ်ဆိုရင်ဒီလက်တွေကြီးပဲအာမကူနဲ့ဒီညှက်အားလေးလည်းသုံးအောင်လို့ပဲသူကပြောချင်တယ်လို့လည်းကျွန်တော်မြင်ပါတယ်။ဒီဘုဇုတ်တာဖုံးကျော်ရဲ့ဒီစာစာမှာရေးခဲ့တဲ့စာမှာဆိုရင်ကြည့်ရမယ်ဆိုရင်ဒီအပြည့်ရတာကစာဒီမျိုးရဲဝင်တဲ့အစုံသူတို့ဆန္ဒမပါဘူးဆိုတဲ့ဟာကိုလည်းရှင်းရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်။နောက်ပြီးတက်ပြီးတော့ရေးထားတဲ့စာကိုထပ်ဖတ်ရရင်တော်လန်ပြည်သူများအတွက် TNL ကအမြဲတမ်းတကားဖွင့်ထားမည်ဖြစ်ပြီးတော့လိုအပ်ရင်လာရောက်နားခိုနိုင်ကြောင်း TNL ကဗိုလ်ချုပ်တာဖုန်းကျော်ကရေးသားထားတာဖြစ်ပါလေဒီစကားကတော့ဒီ TNL ကပါဝင်ဖို့နည်းနေပေမဲ့တော့ဆက်သွားမယ်ဒီဒေါ်လာရင်းခီဒေါ်လာရင်းခီကိုဆက်သွားကြမယ်လူတွေကိုသူတို့တက်နိုင်သလောက်ကုညီထောက်ပံ့ပေးမယ်ဆိုတဲ့အကားပေါ့ဗျာကျွန်တော်ကတော့ဒီလိုပဲမြင်ပါလက်ရှိအချိန်ဒီမှာဆိုရင်ဒီဒေါ်လာပြည်သူတွေအများစုမှာဝေဖန်မှုတွေရမ်းများနေတယ်ပေါ့နော်ဒါပေမဲ့ဒီမိုးကုံမြို့ကိုစစ်တပ်ဝင်လာတာတရ DNL အကာအကွယ်နဲ့ဆိုပြီးတော့အဲ့ဒီချက်ကြီးနဲ့အဲ့ဒီချက်ကို highlight မလုပ်တင်ဘူးပေါ့ကျွန်တော်အမြင် highlight မလုပ်ဘဲနဲ့ဒီမင်းအောင်လိုင်တို့တက်ကဒီအပြည့်ခက်ရက်ပြီးတော့မျိုးတယ်ဝင်ဝင်ပေးတာတော့မှနော် DNL မပါဘဲနဲ့မဝင်ရဲဘူးဆိုတာကိုပဲကျွန်တော်တို့အတိထားပြီးတော့ကြည့်ရမှာဒီချက်ကိုပဲသိရမှာကြည့်ရတယ် DNL ကဝင်ဝင်ပေးတာတော့မှဒီမင်းအောင်လိုင်တို့နော်ဒီအချမ်းမစစ်တက်ကဝင်ဖို့အစားမရှိဘူးဆိုတာကိုလည်းမြင်ရတယ်အခုချိန်တွေကိုဆက်ပြီးတော့တခြား တခြားတစ်ဖက်ချမ်းကိုဆက်တွေးကြည့်မယ်ဆိုရင်ဒီ TNL ကစစ်တပ်ဘက်မပါဘဲနဲ့เนาะအပြစ်ခတ်ရဲဆဲတဲ့ဒီသဘောတူညီချက်အရာသာဒီဝိကြေတန်းကြီးလိုက်ပို့မယ်ပြီးတော့အထက်ရောက်မှเนาะငါတို့ဒေါ်လာကြီးတက်ဖွဲ့တွေက မင်းဝိုင်းဆော်ရင်တော့ငါတို့တာဝန်ပြုဘူးဆိုတဲ့အားမျိုးလဲကျွန်တော်တို့တစ်ဖက်ကတွေးလို့ရတယ်ပေါ့တိုက်ပွဲမဖြစ်သေးဘဲနဲ့เนาะဒီတိုက်ပွဲကချက်ချင်းဖြစ်လာတော့မဟုတ်ဒီမိုးကုန်းမြို့ကိုဝင်လာတဲ့အချိန်မှာနိုင်မော့မှာဒီဘောမလော်ဘီတွေကလည်း င်တို့တော်လန်ရေးကပြီးသွားပြီရှုံးသွားပြီဆိုရင်ဟာမျိုးအေးနေတယ်ဒါပေမဲ့ဒီတော်လန်ရေးတစ်ဖွဲ့တွေဘက်ကဘာမှမတုံ့ပြန်သေးပဲနဲ့ရောင်းနေထိုင်ချပြီးတော့နော်ဖြူဟာကြတဲ့နေရာတွေမှာထိုင်ချမယ်ပြီးတော့ဒီအကျယ်ချဲ့ဖို့ပေါ့ထပ်ပြီးတော့ဆက်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 မျိုးတွေကိုအကျယ်ချဲ့ဖို့အတွက်လုပ်တဲ့အချိန်ကမှဒီတော်လန်ရေးဖွဲ့တွေကတိုက်တာကိုလည်းမြင်ရတယ်ဒီတော့ PNL ရဲ့မျက်နှာကြောင့်ဝုကုမျိုးကိုဝင်တဲ့အချိန်မှာအသာတကြီးဝင်ဝင်ပေးလိုက်ပြီးတော့မှနော်ဝင်ပြီးတော့မှ PNL နဲ့မဆိုင်တော့ဘူးဆိုပြီးတော့ဝင်တိုက်တာကိုလည်းမြင်ရတယ်အဖက်မှာ ။နောက်ပြီးတော့အခုလိုမျိုးမိုးကုတ်မြို့ကိုဝင်လာတဲ့မာလာတက်ကိုတော်လိုင်းရေးဖွဲ့တွေကဝိုင်းလော်နေတာဟိုဒီဇော်မဲလုံးကလည်းနော်ငိုတန်ကြီးနဲ့ပြောထားတဲ့စကားသံတွေလည်းကြားရပါတယ်။နော် TNL မှာအပြည့်အဝတာဝန်ရှိတယ်။နော်သူတို့ရဲ့တက်တွေကိုတော်လိုင်းရေးဖွဲ့တွေကအပြင်းထန်တိုက်ခိုက်နေတဲ့အပေါ်မှာ TNL တာဝန်ယူရမယ်ဆိုပြီးတော့ပြောထားတဲ့စကားတွေလည်းကြားရပါတယ်။နော်ဇော်မဲလုံးကတော့ငိုတန်တော့ပါတာပေါ့ဗျာ။ဒါပေမဲ့ပြန်မှာစားရှိရင်တော့ကုဘကတာကိုခုခံပေါ့။အခုကဒီငိုတန်ကြီးနဲ့ဒီ TNL ကိုသွားပြီးတော့ ပြန်ကူညီတောင်းရတာကြောလေရှက်ဖို့ကောင်းပါတယ်加油哦快点上အဲ့လိုမသိကျမှာ အဲ့လိုပဲတွေ့ချင်နော်မိုးကုံမြို့ကိုသူတို့ဒီစစ်တပ်ကပြန်ဝင်ခဲ့တဲ့ရွေချက်ကတော့ဒီစစ်ပြူဟာရစရိပ်ပြူဟာရနော်အချက်ချာကြတယ်ဆိုပြီးတော့မှသူတို့ဝင်ခဲ့တာဒါပေမဲ့တကယ်တမ်းအခုချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းပြီးတော့လော်နေတဲ့ချိန်ဆိုသူတို့ တို့အတွက်ဒီမိုးကုံမျိုးကတက်ကွင်းလိုမျိုးတော့ဖြစ်လာမလားတော့မသိဘူးเนาะဒါတော့ဘောမတွေလည်းထည့်ပြီးတော့စဉ်းစားကြအောင်เนาะငငယ်ကဒီမေရရိုက်လိမ့်မယ်မပြန်ရဲဘူးဘာညာဆိုပြီးတော့သိရမလားအဲ့လိုဖြစ်မျိုးနေတော့မှသွားတူနေပြီเนาะအိမ်ပြန်အိမ်ပြန်လိုက်ဖို့လို့မေရရင်တော့ဦးလေးတို့ကြောင့်ပဲเนาะဘာညာတွေအဲ့လိုမျိုးတော့မှပြောရမလို့ဖြစ်နေเนาะကဲအဲ့တော့ဒီဘုရုတ်တာဖုံးကျော်ကလည်းပွဲမပြီးသေးဘူးဒီတက်နိုင်တဲ့လောက်ကုညီပေးအောင်မယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်ပြီးတော့ဒီဒေါ်လာရင်းတစ်ဖွဲ့တွေရဲ့ စူးစမ်းမှုကိုလည်းသူစောင့်ကြည့်ခြင်းသေးတယ်ပေါ့တစ်ဖက်မှာလည်းဒီဇော်မဲလုံးကလည်းနည်းနည်းပွားနေပြီကသိရမလားအပြည့်ရခက်ရဆဲတယ်ဆိုပေမဲ့သူ့ကောင်နေမိုးကုန်းမြို့ဝင်ပြီးတဲ့အချိန်မှာဒီဒေါ်လာရေးတစ်ဖွဲ့တွေကဝိုင်းလော်နေတော့မိုးတန်နေနဲ့နော် TNL ကိုပြောနေပြီတာဝန်ယူရမယ်ဆိုပြီးပြောနေပြီဒီတော့ဒီအရင်ရက်ကကျွန်တော်ပြောခဲ့တယ်လို့မျိုးဒေါ်လာရေးတစ်ဖွဲ့တွေဘက်ကလုံးဝစိတ်သက်ကြစရာမဟုတ်ဘူးဆိုတာကိုလည်းထပ်ပြောပြရသည်ဒီတော့ဒေါ်လန်ရေးကဒီခါတော့နောက်ဆုံးပဲကျွန်တော်တို့အဆုံးထိသွားမယ်เนาะမြို့တစ်မြို့ကဒေါ်လန်ရေးရဲ့အဆုံးဖြတ်လဲ ဟုတ်ပါဘူးเนาะဘောမတွေသူ့အတူလိုင်းပေါ်မှာဘလောက်ပဲအားချောင်းအားချောင်းဘလောက်ပဲလောင်လောင်เนาะဒီကောင်တွေရဲ့ပိန်းနာကိုတော့လူသိပါเนาะပြီးတော့ဒီတောက်ခွာပေးတယ်ဆိုရာကလည်းဟိုဥပမာဥပမာနေနဲ့เนาะဒီမိုးကုန်းမျိုးဥပမာယူပြီးတော့ပြောရမယ်ဆိုရင်စောက်ခွာတယ်ဆိုတာကလည်းချုံပေးတာမဟုတ်ဘူးဒီစေရေးမျိုးဟာဖြစ်တယ်ဆိုတာကိုပြောကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာအဆုံးသတ်ပြရစေခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်